ကိုင်းတိုင်းရင်းမပင်နဲ့စလင်းချင်းမျိုးနဲ့ဝမ်မောင်နဲ့ရန်စီတရုတ်ကျင်းဤဆဲုံအနေကကျေးရွာတွေကိုစောစုစကြောင်းထိုးနေတာရဲတပ်တပတ်ကျော်ရှိလာပြီးတော့ရွာ20ကျော်ထွက်ပြေးနေရကဖမ်းဆီးတပ်ဖြတ်ခံရသူတွေလည်း၅ဦးထက်မနည်းရှိတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုပြောပါတယ်။ အော်တိုဘာ၁၈ရက်ကစတဲ့ကအင်အားရာချီတဲ့စစ်အုပ်စုတွေတရုတ်ကျင်းနီစစ်ရုံနီးမှာရှိတဲ့ကျေးရွာတွေကိုရွာစဉ်ပတ်မွေစစ်ကြောင်းထုတ်ကလူသက်လူရဲ့ဒေသခံတွေကိုဖမ်းဆီးနေရဖြစ်ပြီးတော့အော်တိုဘာ၂၄ရက်မှာလဲစစ်အုပ်စုကထမှန်အင်အားတိုးကဆလင်းချင်းမြို့နယ်ထဲဆက်လက်စစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်။ခုကျွန်တော်တို့ဒီအကြမ်းမဲ့စစ်ကောင်ကြီးစစ်ကြောင်းထိုးမှုကြောင့်မို့ကျေးရွာပေါင်းကျွန်တော်တို့၂၀နီးပါးလောက်ကျွန်တော်တို့ပြေးနေရပါတယ်။အပြည်သူဥယျာဉ်ကလည်းကျွန်တော်တို့တပေါင်းခွဲအထက်မှာရှိပါတယ်။ အသူတို့ရဲ့အခုလောဝမ်းမှုကတော့အဓိကတော့သန္တရိကဖေးဝါကျွန်တော်တို့ရေပေါ့နော် အရေးကျွန်တော်တို့အဲလောဝတ်ပါတယ်စိုးစုကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ကရုတ်တရက်စစ်ကြောင်းတို့ဝင်ရောက်လာလို့အသက်လူထွက်ပြေးခဲ့ရပြီးစာနယ်ရိုက်ကအဝိအထည်စတာတွေဘာမှမတည်ယူနိုင်ခဲ့ဘူးလို့လည်းကိုတိုင်စစ်ရှောင်နေရတဲ့အမျိုးသမီးတူကပြောပါတယ်အခုဒီရွာပေါင်းကတော့ပြည့်ရတဲ့ရွာပေါင်းကတော့20ခန်းလောက်တော့ရှိလိမ့်မယ် ပြေးရတဲ့ပြည်သူကလည်းတပေါင်းခွဲနှစ်ပေါင်းပဝင်းရှင်တော့ရှိလိမ့်မယ်လွတ်မယ်လို့ယူဆတဲ့နေရာမှာပြေးနေရတယ်ဒါပေမဲ့ဘယ်နေရာရောက်ရောက်ဟိုလွတ်တာတော့မလွတ်ပါဘူးဟိုနိုင်ငံတော်မလုံးကျုံတာမို့ကိုပြည်သူတွေဘဝမလုံးကျုံတာစလင်းကြီးနေတဲ့စကြောင်းထိုးနေတဲ့ဆိုးဆူဟာဒေသခံတချို့ကိုတစားကန်လူသားအတိုင်းကအဖြစ်ဖန်စီအတုံးချကတပ်ပြတ်တာတွေလည်းရှိပြီးတော့အော်တိုဘာ16ရက်ကစေတဲရွာနေမှာနှစ်ဦး ဇီတော်ကြီးရွာနီးမှာနှစ်ဦးတက်ဖြတ်စွန့်မြစ်ခဲ့တယ်လို့အော်တိုဘာ19ရက်မှာပဲစစ်ရှောင်းတွေခိုးလုံနေတဲ့ဖုံဝင်းကျောင်းနဲ့အဆောင်တွေကိုလေကြောင်းပုံချဲလို့ပြည်သူတဦးတည်ဆောင်ကတန်ငါတပါအပါဝင်စစ်ရှောင်းလေးဦးဒဏ်ရာရတယ်လို့စလင်းကြီးမြို့နယ်တပိတ်အင်အားစုအဖွဲ့ဝင်တွေကပြောပါတယ်။လက်ရှိမှာစုစုတရုတ်ကျင်းနီစက်ယုံချန်စီယိုအပြင်ဘက်စဲတဲနဲ့ဇီတော်ကြီးရွာနေအထိုင်ချကစကြောင်းထုတ်နေပြီးတော့လက်နက်ကြီးနဲ့ရန်ကားပစ်ခတ်တာ ုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခခတက်လာတဲ့ပါရာမော်တာစက်တလီတီဂျန်ယိုကော်ပတာရဟရင်ငယ်တွေနဲ့လေကြောင်းပုံးကျဲတာတွေနေ့စဉ်ကျူးလွန်နေတယ်လို့ဆိုပါရယ်စောစုရန်ကြောင်းစလင်းကြီးမြို့နယ်မှာရှိတဲ့လေဗရောင်ရွှေလီပလောင်ကုဒုကုံဝဲကြီးဝဲခွဲဝက်မေကန်တော်ဇီတော်စဲတဲတဲကောကြီးလေတီတုံတော်ကြောင်ဖောင်းကတာထန်တော်ကြီးမိုးချိုးပြင်းအလဲရွာတောင်ရွာနဲ့မြောက်ရွာ ဖောင်းကားအလဲရွာတောင်ရွာနဲ့မြောက်ရွာစတဲ့ကျေးရွာတွေကပြည်သူ2000ခန့်စပေးဆောင်ထွက်ပြေးနေရတာဖြစ်ပြီးတော့ကလေးတငယ်ကိုဝင်းဆောင်အမျိုးသမီးတက်ကြီးရွယ်ဦးတွေရဲ့ကျန်းမာရေးအတွက်လဲစေဝါကူတာပေးမဲ့အဖွဲ့အစည်းတွေလဲလိုအပ်နေတယ်လို့ဆိုပါတယ်။